ကျမရဲ့ပြည်သက်ကြီးကိုကျမအခုပြပြခြင်းနဲ့အကြောင်းအရာတော့ကျမတို့ဒီမြန်မာနိုင်ငံလူမြန်မာနိုင်ငံသားတွေအကုန်လုံးရုပ်ရှင်ချစ်ပြည်သက်တွေအကုန်လုံးတည်ကြတဲ့အမှုပညာရှင်အကယ်ဒမီများရှင် ဝင်းဦးဘယ်လိုမျိုးကွယ်လွန်သွားလဲဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်။အခုတလောဆိုရှယ်မီဒီယာမှာအကယ်ဒမီများရှင်ဝင်းဦးတယောက်ယောဂါကြောင့်ကွယ်လွန်သွားတာမဟုတ်ဘဲနဲ့မကောင်းကျင်လို့ကွယ်လွန်သွားတယ်ဆိုတဲ့အကြောင်းนี่တွေ့လာရတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲပြောပြခြင်းပေါ့နော်ဖြစ်ပါတယ်။ဆိုတော့ဒီအကြောင်းကိုပြောရမယ်ဆိုလို့ရှိရင်ပထမဆုံးအနေနဲ့ဒီစေဆောင်ရမင်းသားကြီးဝင်းဦးရဲ့အကြောင်းပေါ့နော်။သူ့ရဲ့အထုပ်ပတိအကျဉ်းလေးကိုပြောပြခြင်းပါတယ်။ ဒီမြမအမှုပညာသမိုင်းမှာအထူးကျော်နဲ့တရိုက်တာမင်းသားဇညောဆရာအဆိုတော်စာရေးဆရာနောက်စနစ်တကျစီမံခန့်ခွဲတတ်တဲ့ရုပ်ရှင်ကုမ္ပဏီပိုင်ရှင်နဲ့မဂ္ဂဇင်းစာအုပ်ကိုထုတ်ဝေတဲ့သူ ပိုင်ရှင်အဖြစ်ဝင်းဦးဟာထင်ရှားပါတယ်ဆွေးဆောင်ရတယ်ဆိုပြီးတော့လည်းထင်ရှားပါတယ် အဲဒီလိုမျိုးအဲဆွေဆောင်ရဝင်းဦးကို1935ခုနှစ်မတ်လ13ရက်နေ့မှာအဖဦးပါညော့ချစ်ထုတ်ကားနဲ့အမိဒေါ်မင်းဒီဘာခတ်အင်္ဂလိပ်ခေတ်ကဆရာဝန်ကြီးကာနယ်ဘာခတ်ရဲ့တမီသူတို့ကနေပြီးတော့ရန်ကုန်မြို့မှာဖွားပြပါတယ်။မွေးချင်း၅ရောက်ရှိတဲ့အတက်ကတတိယမြောက်ဖြစ်ပါတယ်။အမိရင်ကတော့လှမြင်လို့ခေါ်ပါတယ်။ ဆိုတော့အခုပြောရမယ်ဆိုလို့ရှိရင်စေဆောင်ရမေသားကြီးဝင်းဦးကခရီးယားဘာသာကိုကူပြောင်းတာနေပြီးတော့စပြီးတော့ပြောရမှာပဲဖြစ်ပါတယ်။အောင်ရမင်းတို့ခေါ်ရဝင်းဦးက1952ခုနှစ်မှာရန်ကုန်တက္ကသိုလ်ကနေပြီးတော့အကျောင်းသားတယောက်ဖြစ်ခဲ့တယ်။သူကမေမျိုးပြင်းဝင်မျိုး ပေါ့နော်ကျမတို့တွေပြင်းလူမျိုးလို့ခေါ်တယ်အဲဘူတင်တန်းကြောင့်ကိုတယောက်ခွင့်ရခဲ့ပါတယ်တင်တန်းပြီးဆုံးပြီးတော့ဘူတင်တန်းကြောင့်ကဆင်းလာတဲ့အခါမှာတော့တမတော်ပြန်တန်းဝင်အရာရှိဖြစ်လာပါတယ်တမတော်မှာဘူကြီးအစဉ်အထိတာဝန်ထမ်းဆောင်ပြီးရင်နောက်မှာ1962ခုနှစ်မှာတော့တမတော်ကနေပြီးတော့အငိမ့်စားယူလိုက်ပါတယ်ဒီလိုအငိမ့်စားယူပြီးရင်နောက်မှာတော့ဘူကြီးဟာလာမည်ဟာရုပ်ရှင်သေးဥစားအဖြစ်အဲလူကြီးကြောင်လောက်ကလေးကိုစပြီးတော့ဝင်ရောက်လာပါတယ် ဘူကြီးအောင်လာပြီးအနေနဲ့အဲပထမဆုံးရိုက်ကူးခဲ့တဲ့ဇာကားကတော့နှစ်ယောက်တည်းနေခြင်းတဲ့ဇာကားပဲဖြစ်ပါတယ်ဒီစကားကို1962ခုနှစ်မှာယုံတင်ပြသခဲ့ပြီးတော့ပထမဆုံးပွဲဥထွက်စကားကိုယုံတင်လိုက်တာနဲ့တကယ်နဲ့ထင်ပါပဲ။ဘူကြီးဟောင်းမှမြန်မာနိုင်ငံကျော်ရုပ်ရှင်မင်းသားဝင်းဦးဖြစ်လာပါတော့တယ်။ ဒီမောင်လာမြင့်ကိုဗုဒ္ဓဘာသာကိုယ်ပွေတဲ့ဗမာလူမျိုးဖြစ်ကြတယ်။အမိနဲ့အဖအနေပြီးတော့မွေးဖွားခဲ့ပါတယ်။မောင်လာမြင့်ကဗုဒ္ဓဘာသာဝင်တဦးဖြစ်ခဲ့ပေမဲ့လည်းပေါ့နော်။အဲဒီ1992ခုနှစ်စက်တင်ဘာလ23ရက်နေ့မှာ သူ့ရဲ့တပည့်တယောက်ကိုမွေးစားခဲ့ပါတယ်။ဒီလိုမျိုးမွေးစားစာချုပ်ကိုငါးချက်တန်အခွန်တစ်စိတ်ကောင်းပေါ်မှာရေးသားပြီးတော့ရန်ကုန်မြို့27 ်ရာဘတ်တရားသူကြီးချိန်ပေါင်းမှာလက်မှတ်ရေးထိုးပြီးတော့ထားပါတယ်။ဒါပေမဲ့ဒီစာချုပ်ကတစ်စိတ်ကောင်းမလုံလောက်တဲ့အတွက်ကြောင့်လည်းကနောက်ဥပဒေနဲ့အညီပတ်ပုံတင်ထားခြင်းရှိတဲ့အတွက်ကြောင့်လည်းကတရားဝင် မွေးကြတာအဖြစ်တော့မဖြစ်ပြောက်ခဲ့ပါဘူး1996ခုနှစ်ဒီဇင်ဘာလ30ရက်နေ့မှာတော့ဝင်းဝူကရန်ကုန်တက္ကသိုလ်ဝင်းအတွင်းမှာရှိတဲ့ရူဒတန်ဖရာရှစ်ခိုးကျောင်းမှာနှစ်ချင်းခံယူပြီးတော့ဗုဒ္ဓဘာသာကနေပြီးတော့ခရစ်ယာန်ဘာသာကိုဝင်ရောက်လိုက်ပါတယ်ဒီလိုမျိုးခရစ်ယာန်ဘာသာကိုဝင်ရောက်တဲ့ရည်ရွယ်ချက်ကတော့ သူကနိုင်ငံရဲ့ခြားကိုသွားလို့တဲ့အချိန်မှာအကူအညီရဖို့အတွက်လက်ခံတောက်သူ့ရဲ့အမွေပစ္စည်းတွေကိုတည်ခန်းစာရေးသားပြီးတော့စီမံခန့်ခွဲလိုတဲ့အတွက်ကြောင့်ပေါ့နော်ဒီလိုမျိုးပြောင်းလဲလိုက်တယ်လို့သိရပါတယ် အဲသူရဲ့ဘာသာကိုးကွယ်မှုဖော်ပြရမယ်ဆိုလို့ရှိရင်တော့သာသမီမွေးစားရေးနဲ့အမွေဆက်ခံရေးတို့မှာဘာသာကိုးကွယ်မှုအပေါ်မှာတရှိရဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ဗုဒ္ဓဘာသာဝင်တို့ကသာသမီမွေးစားခွင့်ရှိရဲ့ဒါပေမဲ့ပေါ့နော်ဗုဒ္ဓဘာသာဝင်တို့ကသူတို့ရဲ့ပစ္စည်းတွေကိုတည်တန်းစာရေးသားပြီးတော့စီမံပိုင်ခွင့်မရှိပါဘူး။ခရစ်ယာန်ဘာသာဝင်တို့ကသူတို့ရဲ့ပစ္စည်းတွေကိုတည်တန်းစာရေးသားပြီးတော့စီမံခန့်ခွဲပိုင်ခွင့်ရှိပါတယ်။အဲခရစ်ယာန်ဘာသာဝင်တို့ကသာသမီမွေးစားခြင်းကိုအတိအမှန် ပေါ့နော်ပြုတ်ပြီးတော့ဒီလိုမျိုးအာအမွေစားအမွေရမွေစားတယ်အဲဆိုလို့ရှိရင်ကိုယ့်ရဲ့အမွေပေးဖို့အတွက်ကိုသူကဒီလိုမျိုးပေါ့နော်အာအဆုံးဖြတ်ပေးနိုင်တဲ့ခရစ်ယာန်ဘာသာဝင်ခဲ့တယ်လို့သိရပါတယ်။ဝင်းဦးနောက်ဆုံးနေထိုင်သွားတဲ့နေရာကတော့ရန်ကုန်မြို့မဟာဗန္ဓုလပန်းချံလန်ဘာလန်းလို့လည်းခေါ်ပါတယ်။အပတ်193မြင်းကြီးတပ်ပါရှိရဲ့စန်တာမဂ္ဂဇင်းတိုက်မှာပဲဖြစ်ပါတယ်။ ဒီတိုင်းမှာနေထိုင်နေတဲ့အချိန်မှာ1988ခုနှစ်မတ်လမှာပစ္စတ်ပပဖြစ်ပြီးတော့ရန်ကုန်ပြည်သူ့စီရင်ရေးမှာ14ရက်ခန့်တက်ရောက်ကူတာပြီးတဲ့နောက်1988ခုနှစ်ဧပြီလမှာအင်္ဂလန်တိုင်းနဲ့လန်ဒန်မြို့ကိုတွားရောက်ကူတာခဲ့ပါတယ်လန်ဒန်မြို့မှာ၃လခန့်စီးကူတာပြီးတဲ့နောက်မှာတော့ရန်ကုန်ကိုပြန်လာခဲ့တယ်။ကျမ်းမာရေးအခြေအနေကလည်းကောင်းမွန်လာတဲ့လူယူဆလို့ရတဲ့အတွက်ကြောင့်ပေါ့နော်။ဒါပေမဲ့1988ခုနှစ်နိုဝင်ဘာလမှာဝင်းဝါယောကပြန်ဖောက်ပြီးတော့တေးလာတယ်။ အဲ့ဒါကြောင့်မလို့ရန်ကုန်မြို့ကျုံကြီးလမ်းပါရှိရဲ့မြရတာစီကံကိုတရားကူတာရပြန်ပါတယ်ဒီလိုမျိုးတရားကူတာတဲ့ အချိန်ပေါ့နော်အဲ့ဒီအချိန်မှာဖြစ်ခဲ့တဲ့အကြောင်းအရာတွေကိုအခုနောက်ပိုင်းဆိုရှယ်မီဒီယာမှာပြန့်တန့်လာတဲ့အကြောင်းကိုပြောပြချင်ပါတယ်။ရရဲ့ဒါစီကန်ကလူသားကတဲ့ပေါ်ပါရှိနေတဲ့ဝင်းဦးကိုအဲ့ဒီနေ့ကအိုင်ရစ်တင်လာလို့ခေါ်တဲ့ဝင်းဦးနဲ့ပတ်သက်တဲ့အဲမိပတရားပေါ့နော်သူကစက်ပေါင်းကြီးခွန်နေပါတယ်။အဲဝင်းဦးကအိုင်ရစ်ရဲ့အနောက်ဖက်ပြင်ကိုကြည့်တဲ့အချိန်မှာအိုင်ရစ်တောင်မှာအမျိုးသမီးတယောက်ခါထောက်ပြီးတော့ကြည့်နေရဆိုပြီးတော့အိုင်ရစ်ကိုပြောပါတယ်။အဲအဲ့လိုမျိုးပြောတဲ့အချိန်မှာ ာရွင့်တဲ့သူတာပြုဆရာပါလီယာလှည့်ကြည့်လိုက်တဲ့အခါတော့သူတို့နှစ်ယောက်ကလွဲပြီးတော့အခန်းထဲမှာဘယ်သူမှရှိမနေပါဘူး။ဝင်းဦးပြောတာကတော့အပေါ်အောက်ဝက်ဆက်အနက်ဝတ်ထားတယ်။အဲ့ဒီအမျိုးသမီးကဝင်းဦးကိုလက်ချိုးကောက်ကောက်ထိုးပြီးတော့စကားတွေပြောနေရဆိုပြီးတော့ဝင်းဦးကသူတို့နှစ်ယောက်ကိုပြန်ပြောပြတာဖြစ်ပါတယ်။အဲ့ဒီအချိန်မှာဗျာရတနာစီကသူနာမျိုးတယောက်ကတော့တယောက်နဲ့တယောက်တယောက်မျက်နှာကိုတယောက်အတိတ်ပဲပါပါကြည်ပြီးတော့ နေရလို့ပြောတယ်ပေါ့နော်ဆိုတော့ IV ကတော့အဲဝေဥရဲ့ယောဂကြောင့်မလို့အပြင်းတွေမှားနေတာဖြစ်တယ်ဆိုပြီးတော့ပဲတွေးထားတယ်လို့သိရပါတယ် ဝင်းဦးဆုံးသွားပြီးနောက်ရက်လည်တဲ့နေ့မှာတော့ဘာလန်မှာရှိတဲ့ဆန္ဒတိုက်မှာအိုင်းရီကဝင်းဦးအတွက်ရည်စူးပြီးတော့စွန်းသွအမြဝေးပါတယ်။ဆရာတော်ကြီးကြီးပြန်ကြသွားတဲ့အချိန်မှာတော့ဝင်းဦးရဲ့မွေးစားအဖေဖြစ်တဲ့ဘုံမူဦးလာမိုးနဲ့ဇနီးတို့ရောက်လာကြတယ်။ဒီသူတို့ဇနီးမောင်နှံနဲ့အတူအသက်၁၈နှစ်လောက်ရှိတဲ့ကလေးမလေးတယောက်လည်းပါလာတယ်လို့သိရပါတယ်။သူတို့ရောက်ပြီးတော့စကားပြောနေတဲ့အချိန်မှာ ဘလောက်မှမကြပဲနဲ့ထိုကလေးမလေးကိုဝင်းဦးကဝင်ပူးတယ်ပေါ့နော်အဲ့ဒီအချိန်ခဏပါပဲဝင်းဦးတစ်ဖြစ်လေဒီမိန်းကလေးကဥလာဘိုးကိုကြည့်ပြီးတော့စကားတစ်ခုကိုပဲထပ်တလဲလဲပြောတယ်လို့သိရပါတယ်သူပြောတဲ့စကားကတော့သူကယောဂကြောင့်မလို့တည်တာမဟုတ်ဘူးပေါ့နော်ဆုံးသွားတာမဟုတ်ဘဲနဲ့လူလုတ်တဲ့အတွက်ကြောင့်မလို့ဆုံးရတယ်ဆိုပြီးတော့ပြောတာပဲဖြစ်ပါတယ်အဲ ဒီလိုမျိုးပြောတဲ့အချိန်မှာဒီဥလာမိုးရဲ့ဇနီးကလည်းမျက်ရည်ကျတယ်ပေါ့နော်ဥလာမိုးကတော့ပျော်စံကားတာကိုဘယ်သူလောက်တာလဲပြောဆိုရဲမိကိုရေကောင်းတန်ရင်နဲ့မိရဲ့လို့ဆိုပါတယ်အိုင်ရီကတော့ငိုတယ်ပေါ့နော်နောက်မှာတော့ဥလာမိုးကအထက်လန်းဆရာကြီး ဥတာဖို့ခေါ်ခိုင်းပြီးတော့ဥတာဖို့အိမ်မှာရှိနေတဲ့အတွက်ကြောင့်မလို့နောက်နှစ်ရက်လောက်နေတော့မှကားလွတ်ပြီးတော့ခေါ်တော့ဆရာကြီးပါလာတယ်လို့သိရပါတယ်။ဥလာမူလူလို့ခေါ်တဲ့အခါမှာဆရာကြီးလိုက်လာတယ်။သူ့ကိုပြင်းတဲ့အိမ်ကဘသူအိမ်မှန်းဆရာကြီးမသိဘူးပေါ့။နောက်မှာမင်းသားဝင်းဦးရဲ့အိမ်မှန်းတရာတော့ဆရာကြီးကအံ့အားသင့်သွားပါတယ်။နောက်တော့အိုင်းရင်းစီကနေပြီးတော့ဆန်တောင်းနဲ့အိုင်းရင်းကခွက်ကလေးနဲ့ပေးတဲ့အခါမှာတော့နဲတယ်ဆိုပြီးတော့ဇလုံးနဲ့ပေးဖို့ပြောပါတယ်။နောက်လှုပ်ထားတဲ့အစီရင်တွေကိုအောက်ထပ်မှာအရင်ရှင်းနဲ့ ဆရာကြီးရာဆန်နေကိုပတ်လိုက်တဲ့အခါမှာတော့ဇပွဲအောက်ကရေလုံးသားကိုဆန်နေရပွဲစိတ်လိုမျိုးပြေးသွားတယ်ပေါ့နော်အလုံသမားတွေကိုခေါ်ပြီးတော့ရှင်းဟိုင်းတဲ့အခါမှာအင်းချက်လို့ယူဆရတဲ့ဆာရက်တွေထွက်လာတယ်လို့သိရပါဗျ။နောက်တစ်ပတ်ဆရာကြီးကအပေါ်တက်တက်ပြီးတော့ဆန်နေကိုချဲပြန်တယ် ဝင်းဦးအိတ်တဲ့ကတဲ့နာမှာထတ်သွားစုတယ်။သွားကြည့်တဲ့အခါမှာကတဲ့ကိုရိုက်ထားတဲ့တန်သုံးဦးကလွဲပြီးတော့ဘာမှရှိမနေဘူး။ဆရာကြီးကိုခေါ်ပြတော့တန်မဟုတ်ပဲနဲ့အင်းလို့ဆရာကြီးကပြောပါတယ်။ဆရာကြီးဟာဆွဲထုတ်တော့တန်ပုံစံလှုပ်ထားတဲ့အင်းဒီဖြစ်နေတယ်။အင်းသုံးချက်လုံးမှာသပင်းလေးကလက်သေးလေးနဲ့အတူဝင်းဦးဘက်ချလာ73ရက်1935တီစီတီစီတီစီဆိုတဲ့စာရင်းရေးထားတယ် နောက်ထပ်ထထရှာကြည့်တဲ့အခါမှာတော့ဂရင်အောက်မှာခမဲကျိုးလိုပုံစံမျိုးအင်းတုတ်တတိလေးကြီးပွားထနေအောင်တွေ့ရတယ်။အခန်းရှိမှလည်းအနည်းကားလူတွေပြူတစ်ပြူတင်နဲ့ကြည့်နေကြပြီးတခုခုဆိုဒီလူတွေကပါဝိုင်းဝန်းကူညီကြတယ်။သူတို့လေးစားချစ်ခင်ရတဲ့မိသားကြီးအတွက်သူတို့စိတ်မကောင်းကြဘူး။ဆရာကြီးကလည်းနေရာရှာတယ်။အဲအလုံသမားနဲ့အင်းကြီးချင်းနေရာအဲ့ဒီနေရာမှာတွေ့ရတဲ့အရာတွေကိုရှင်းတယ်။ ။နောက်ထက်ခိုးရဲ့အပေါ်ဒက်ရေစင်ကိုတက်ကြည့်လိုက်အခါမှာတော့ရေစင်အပေါ်ထဲမှာလူအယိုးလေးတွေကိုတွေ့ရတယ်။ဒီစင်ကကြားတဲ့ရေကိုဝင်းဦးတုံးခဲ့တယ်၊ချိုးခဲ့တယ်၊တောက်ခဲ့တယ်။ဝင်းဦးရဲ့ပိုက်ထဲမှာဒီရေလေးဘလောက်အတိုင်းထားတည်ရှိနေလဲဆိုတာဘသူမှမသိတာဘူး။အိုင်းဝင်းတော်ကဒီတိုက်မှာနေတော့တောက်မိရေလို့သိရပါတယ်။မိခင်တတအောင်မကြည့်တဲ့အခါမှာတော့အိုချမ်းပဲလေး သုံးခုကိုဖူခန်တောက်ဆိုင်ထားတာကိုတွေ့ရတယ်။နှစ်ခုကအဟောင်းတစ်ခုကအစ်စ်။ရဟေတနာမှာရှိနေတဲ့အချိန်အတွင်းမှာပြုလုပ်တဲ့သူကအစ်စ်တစ်ခုကိုထပ်လာထားပုံရတယ်လို့ပြောတယ်။ဆရာကြီးကတော့တိမ်ဝင်တပိတ်ကွဲလို့ပြောတယ်။ဒီအိုးချမ်းပက်သုံးခုပေါ်မှာအပေါ်ကစာသားတွေအတိုင်းပဲရေးထားတယ်။ဆရာကြီးကတော့လက်ကုံကိုလှုပ်ထားတာပါလားလို့ရေရွတ်ပါတယ်။နောက်ဆုံးဝင်းဦးရဲ့ပုံလေးကတ်ထားတဲ့နေရာမှာအထက်ဆင်စပတ်ထားတဲ့ နေရရဲ့အနောက်ပေါ့နော်ဘုံရဲ့ပုံလေးရဲ့ကတ်ထားတဲ့နေရရဲ့အနောက်မှာတော့အထက်စင်စားပတ်ထားတဲ့လက်ဖြန်ကြီးတစ်ချောင်းထွက်လာတယ်လို့သိရပါတယ်။ဆရာကြီးကတော့အစိမ့်တိမ်ပင်ကလေးတယောက်ရဲ့အယိုးလို့ပြောတယ်။ဒီယိုးပိုင်ရှင်ကြောင့်မလို့လူကိုပြစ်လိုက်ရတာဆိုပြီးတော့ပြောတယ်။ဒီအခါကျမှဗျာရဲ့တကာစီးကမ်းမှာဝင်းဝင်းရေခဲ့ရတဲ့အမျိုးသမီးနဲ့ဆက်ဆက်ပြီးတော့အာရီယာတွေးမိပါတယ်။ဆရာကြီးကိုပြောပြတဲ့အခါမှာတော့ဆရာကြီးကအသမီးရဲ့အဲ့ဒီကလေးက ကားကိုလာခေါ်ပါတော့လားအခုတော့အဖိုးတန်လူတယောက်ဆုံးရှုံးရပြီဆိုပြီးတော့မချီတင်ခဲ့ဂရုတာတော်တော်နဲ့ဆိုပါတယ်စေယုံပေါ်မှာပြုစုလေးတော့ကရဲ့ရင်ပကြတဲ့အိုင်းဝင်ဒါရင်အချိန်တွင်ဖရာเจ้าနဲ့ကြံတော်ကစေရောကိုကချွတ်ချုံကြတဲ့အတွက်မငိုတိုင်းနဲ့အိုင်းဝင်ကဆရာကြီးစီကဒီစကားကိုကြားရတဲ့အခါမှာတော့အယုံကျိုးပြတ်ထိုင်ချပြီးတော့ကြည့်ကြည့်ပါအောင်ငိုချလိုက်ပါတော့တယ်ဒီလောက်တဲ့တရားခံကိုလည်းအိုင်းဝင်ကသူပတိစတော်ကိုအကိုတည်ရင်လည်းသူ့ဘူတိုင်းပင် းပါစီအားရရင်လို့ပဲပြောမယ်ဆိုပြီးတော့တက်ပလို့ပါဒီပေါ်တော့ဝေဦးအေးချမ်းစီချင်တာပဲရှိတယ်ဆိုပြီးတော့ပြောပါတယ်အတိုက်ခိုက်တည်ကြပါဟိုကြီးရရှင်လည်းခြေပါစီရောဆိုပြီးတော့ဆူတောင်းလိုက်ပါတယ်လို့အာရီယာပြောပါတယ်အန်ဒီအာရီတင်လာပြောခဲ့တဲ့ဒီဦးဝေဦးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကတချို့ကိုအန်ဒီအာရီပြောတဲ့အတိုင်းပဲပေါ်ပြထားတဲ့ဆိုရှယ်မီဒီယာစာတွေကိုပြန်ပြီးတော့ပြောပြပေးထားတာဖြစ်ပါတယ် ။ထို့ပေမဲ့ကွဲလွဲတာတစ်ခုမှာတက္ကသိုလ်ကြီးရွှေခေါ်တေးရီဒီနာရဲ့သမီးဖြစ်သူဝင်းဦးရဲ့ဒူမဖြစ်သူရွှေရီဝင်းလဲရတော့ဘလို့ပြောထားလဲဆိုတော့ဘဘအဆုံးတော့သူ့ရဲ့အသက်က17နှစ်17နှစ်ပဲရှိပါသေးတယ်။ကျမမမိတလောက်ကတော့ဒီလိုတွေမကြားဘူးခဲ့ပါဘူး။ဥမာကြီးကင်စာနဲ့နိုင်ငံခြားမှာဆေးသွားကူရတာတွေပဲကြားသိခဲ့မှုပါတယ်။ဒေါ်အိုင်ရင်တင်လာကတော့ကျမတို့နဲ့တွေ့တာမတော်ဆက်ပါဘူး။ဘဘနဲ့ပတ်သက်သူလို့ကြားသိခဲ့မှုပါတယ်။ မ္ဘာဆုံးသောမမပိုင်ဆိုင်သမျှကိုတည်တန်းစာနဲ့ဒေါ်အိုင်းဝင်းကိုပေးသွားရဲဆိုပြီးမမရဲ့စာချုပ်စာတန်းနဲ့တရားဝင်မွေးစားတာဥကြော်စွာဝင်နဲ့တရားဆိုင်ကြရဲလို့လည်းကြားသိခဲ့မှုပါတယ်။အခုမကောင်းကျင်ရတယ်ဆိုတာတွေလည်းကျမမကြားဘူးမသိဘူးတတ်တည်မမြင်ဘူးတဲ့ကိစ္စတွေမို့လို့ဟုတ်တယ်မဟုတ်ဘူးကျမဘာမှမှတ်ချက်မပြီးလို့ပါဘူးရှင်။ မိမိနဲ့ကျမထက်9နှစ်10နှစ်နဲ့13နှစ်ကိုစီကြီးရဲ့အမရိအကိုရီစီရလည်းကျမမကြောက်ဘူးတာတွေပါလို့ပြောထားပါဗျ။ကျမရဲ့ပြည်သက်တရားရော ျမကဟိုပေါ့နော်ချက်ရတယ်ပြည်သူချက်တဲ့အမှုပြသရှင်ဝင်းဦးတရားဘယ်လိုမျိုးကွယ်လွန်သွားရဲတည်ရဲဆိုလို့ရှိရင်အဲ့ဒီခေအခြေအနေကိုဖီလေးတူလို့ရှိရဲဆိုလို့ရှိရင်ကျမကိုကွန်မန့်လေးရေးခဲ့ပေးလို့ရပါတယ်ဒါကတော့ကျမကတော့ဒီမှာပေါ့နော်ဆိုရှယ်မီဒီယာမှာတက်လာတဲ့ဝင်းဦးကွယ်လွန်သွားတဲ့တည်င်းလေးကိုအားလုံးကိုပြန်လည်သိရှိအောင်မျှဝေပေးခဲ့ရမှာဖြစ်ပါတယ်